ကိုယ်တော်ဖန်ဆင်းလောကလာကပါစေလောရှာအောဘွေလေယာကြောင်းစုံဒိတ်တိုင်းကောင်းကင်မိုးကြိုးတန်ဖိနေတတ်တဲ့ဒီမြေကြီးကျွန်တော်တို့အရန်လှတဲ့ရှုကင်လေးနဲ့ခြံကြဲကြဲလေးတစ်ခွက်ကျွန်တော်ဒီနေ့ပြပေးမှာဖြစ်ပါတယ် ဒီတော့ဒီခြံလေးကညနေစာ96ပေအနောက်ပေ100ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ကျွန်တော်တို့ဘိုင်းတောင်ရွာမှာဖြစ်ပါတယ်ကျွန်တော်တို့တောင်ပတ်လေဝိုင်းဆိုတဲ့အနေထားလေးမှာဒူရင်းခြံအရှိတည့်ရမှာရှိတဲ့ခြံလေးပဲဖြစ်ပါတယ်ဆိုတော့ကဒီခြံလေးကိုဗာညာပေါ့နော်ခြံလောက်ကြည့်အောင်ကဲဒီတော့ကျွန်တော်တို့ညနေစာ96ပေကျဲပဲတော်တော်ကျဲတယ်နော် တောင် view လေးအပွင့်နဲ့ဆိုတော့ကတော်တော်လေးမိုက်တယ်တောင် view ကိုမျက်နှာမှုထားတယ် channel သွားကြည့်မယ်လောကမြေပြောင်ရှင်းပြီသားဆိုတော့ဒီ channel လေးကကျွန်တော်တို့350ရွာလေခေါင်က channel လေးပဲဖြစ်ပါတယ်လမ်းတေချာညွှန်ပေးမယ်ဒါပေမဲ့ channel တစ်ချက်အရင်ကြည့်လိုက် channel သွားကြည့်မယ်လား channel သွားကြည့်မယ်လား channel သွားကြည့်မယ် ျွန်တော်တို့တိုင်ဆိုင်ထားတဲ့ area အတိုင်းပေါ့နော်တိုင်ဆိုင်ထားတဲ့ area အတိုင်းလေးကျွန်တော်တို့ရရှိမှာဖြစ်ပါတယ် channel ထဲမှာအပင်လေးတွေနဲ့အရေးရတယ်ဗျာရှုခင်ကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ channel ထဲကနေကြည့်မယ်ဆိုရင်ပိုးတောင်လှသေးတယ်နော်ဒီမှာ service ချင်းရင်ရှိပြီသားနော်အိမ်သာ service ချင်းတွေပါရင်ရှိပြီသားဆိုတဲ့အနေထားလေးတစ်ခုလည်းတွေ့ရမယ်ဒါ channel နောက်ဘက် channel ချက်တော့တိချလေးတော့ကြည့်မယ်အဲမှာ မီးပြောင်ရှင်းမီးပုံရှုပ်ကောလုံးလှုပ်ပြီးသားနော်ဒီတိုင်ဆိုင်ထားတဲ့ area အတိုင်းပေါ့ဗျာကိုအနေနဲ့စိတ်ဝင်စားရဲဆိုလို့ရှင်တေချာလေးလာကြည့်လိုက်ပါကျွန်တော်တေတေချာချာလေးလမ်းညွှန်ပေးမှာဖြစ်ပါတယ်음မာတေတေချာချာတတရရပဲအကောင်လုံးတိုင်ဆိုင်ပြီးသားပဲနော်ဒီနောက်ဘက်ခြံနေတေချာချက်လာကြည့်လိုက်ဆိုတော့နောက်ရက်ဆိုတော့ဒါကခြံနေထားလေခြံနောက်နေပြီးတော့ခြံရှေ့ မြင်ရမယ့်အနေအထားလေးဖြစ်ပါတယ်။ညီကုံကျုံအနေနဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အရန်လှတဲ့တောင်ပတ်လေဝိုင်းယူရမယ့်ခြံအနေအထားလေးတစ်ခုမျက်နှာစာ96ပေအနောက်ပေတရာရှိတယ်ဖင်လေးရတော့နည်းနည်းလေးရှူသွားတယ်တည်တည်ချာချာလေးလာကြည့်လိုက်ဆိုတော့ဒီလိုမျိုးအနေထားလေးတစ်ခုမှာဒီခြံကိုဘယ်လိုလာရလဲဒီခြံကိုလာပုံလာနည်းကျွန်တော်တေချာလေးပြောပြမယ် ကျွန်တော်ဖက်အန်းနေထွက်လာတယ်ထွက်လာပြီးတော့ကျွန်တော် 69k ပေါ့နော်ကျွန်တော်မွေးမြူရေးစုံ k ကနေကျွန်တော်တို့ကြော်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ရောက်မလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒီပြန်လဲကြိုးဆိုပါဤပေါ့နော်ပြန်လဲကြိုးဆိုပါဤဖက်အန်းအထွက်ရောက်မယ်အဲ့ဒီဆိုင်ဘုတ်ကြော်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အုံးတပင်ဆိုင်ဘုတ်အုံးတပင်ရွာဒီနေရာကကျွန်တော်တို့အုံးတပင် ေးရွာကြီးထဲမှာရှိတဲ့အတွက်ကြောင့်မို့အုံတပင်ရွာထဲမှာဖြစ်ပါတယ်။ဗျိုင်းတောင်ရွာပါ။တဲတဲဆက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗျိုင်းတောင်ရွာတို့ဆိုပြီးတော့ကိုရရတဲ့လန်တလန်ရှိတယ်။အဲ့ဒီလန်တိုင်းတင်းတင်းလာခဲ့ရွာလန်တိုင်းလာခဲ့လာခဲ့လို့ရှိရင်ရွာလန်းစုံလန်းကွာလန်းလေးကွာစုံရောက်ရှိမယ်ဒီလန်းကဆိုလို့ရှိရင်ကျွန်တော်တို့တာမြားဆရာတော်အရင်တော့ဖောက်ထားတဲ့ဇွဲဝင်းတောင်ကားနဲ့တက်ရတဲ့လန်းအနေထားဖြစ်ပါတယ်ဆိုတော့ဒီအနေထားရောက်ရှိမယ်ပေါ့နော်အဲ့ဒီလန်းစုံလန်းကွာအနေဘယ်ဘက်ခြံကိုချိုးလာမယ်ဆိုလို့ရှိရင် ရောက်ရှိမဲ့လမ်းမကြီးပေါ့ဒီလမ်းကကျွန်တော်တို့ကော့ကတောင်ပြန်ပေါက်တယ်ဗျာဒီရှိနာမှာကော့ကတောင်ပဲနော်ဒီရှိနာမှာကော့ကော့တောင်ဒီဘက်ခြမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဇွဲကပင်းတောင်တက်တဲ့လမ်းပေါ့နော်တို့ဇွဲကပင်းတောင်တက်တဲ့လမ်းကိုကြော်လာတယ်ဆိုနော်အဲ့လိုမျိုးနေထားလေဖြစ်ပါတယ်ဒူးရင်ခြံနေပါတယ်နော်တဖြည်းဖြည်းကြီးလာပြီဆိုတော့ကဒီခြံလေးက350မိတ်ဆွေတို့စဉ်းစားကြည့်ဒီအနေထားလေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ညွှန်ပေးတဲ့လမ်းအတိုင်းတစ်ချက်လာကြည့်လိုက်ပါ 耶稣点名。